တိုင်ပွဲမုံတိုင်းခတ်မေကီကြောင့်ဖိလစ်ပိုင်မှာတိတ်ဆုံးသူဦးဟာ188ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။အစိုးရကလည်းမုံတိုင်းတန်အစိုးဆုံးခံခဲ့ရတဲ့ဒေသတွေမှာတဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။တိုင်ပွဲမုံတိုင်းခတ်မေကီဟာအခုသတင်းပတ်အစောပိုင်းမှာအရှိတောင်အာရှဒေသတွင်ကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ရဲ့အလေပိုင်းဧရိယာတွေကိုဖျက်ဆီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့မုံတိုင်းဟာဖိလစ်ပိုင်ပိုင်နက်ကိုကျော်လွန်သွားပြီးဗီယက်နမ်ကမ်းရိုးတန်းစီချင်းကပ်ရွေ့လျားနေပါတယ် ဖိလပိုင်ဟာပြင်းပြတနစ်ကိုမုံတိုင်း20လောက်နဲ့ကြုံရလေရှိတဲ့နိုင်ငံပါဒီနှစ်မှာလည်းအပြင်းနဲ့တိုင်ပွင်းတွေနဲ့ရင်ဆိုင်ခဲ့ရပြီးဖြစ်ပေမဲ့ခက်မေဂီကတော့အသေးပြောက်အများဆုံးအဖြစ်မှတ်တမ်းဝင်လာပါတယ်။နိုဝင်ဘာ6ရက်နေ့အထိအခြေအနေအရမုံတိုင်းကြောင့်ဖိလပိုင်မှာလူ140ကျော်သေဆုံးပြီးနောက်ထပ်130ဝန်းကျင်ပျောက်ဆုံးနေသေးလို့သိရပါတယ်။တဟာ2025ခုနှစ်အတွင်းကမ္ဘာသလွားကလူသိမ်းမှုအများဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ လောလောဆယ်မှာတော့ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာက မုံတိုင်းတန်ခံဒေသတွေမှာအရေးပေါ်အခြေအနေထုတ်ပြန်လိုက်ပြီးနိုင်ငံအနှံ့ကကေဆေးရေးနဲ့အကူအညီပေးရေးအဖွဲ့အစည်းတွေကိုဆေးလုပေးဖို့ညွှန်ကြားထားပါတယ်။တိုက်စုံမှုစုစုပေါင်းရဲ့ထဝက်လောက်နဲ့ညီမျှတဲ့လူ80လောက်ဟာစီဘူးမှာဖြစ်ပါတယ်။အများစုကမုံတိုင်းကြောင့်တိတ်တိတ်ထန်ထန်ရွာသွန်းတဲ့မိုးရေကြောင့်ဖြစ်ပေါ်လာတဲ့ရေကြီးမှုတွေမှာရေနစ်ပြီးအသက်ဆုံးရှုံးခဲ့ရတာပါ။စီဘူးမှာနောက်ထပ်လူ80လောက်လည်းပျောက်ဆုံးနေပါတယ်။ ဒါပေမုံတိုင်းနောက်ဆက်တွဲကေစရေးလုပ်ငန်းတွေကူညီဆောင်ရွက်ပေးနေတဲ့စစ်တပ်ရဟတ်ရင်တစည်းလဲပြတ်ကျခဲ့ပြီးလူ၆ဦးတေဆုံးခဲ့ပါတယ်။လူဦးရေနေထရမ၄တန်းလောက်နေထိုင်တဲ့စီဝူဒေတာဟာဆိုးရွားတဲ့တဘာဝဘေးနှမျိုးကိုရှေ့စင်းနောက်ဆက်ခန်းစားခဲ့ရတာလည်းဖြစ်ပါတယ်။စတင်ပါလကုံပိုင်းကလည်းပြည်အမကနီကျု၆တရမ၉အစင်ငလင်တစ်ခုစီဘူးမှာလောက်ခတ်ခဲ့တာကြောင့်လူပေါင်း89ထပ်မနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။